အားလုံးမင်္ဂလာပါနော်3ရက်12လ2025ခုအတွက်အယူတော်မင်္ဂလာချံရဲ့အခါတော်ပေးရရရဟောစတန် ဖြစ်ပါတယ်3ရက်12လ2025ခုမြန်မာတက္ကသိုလ်ဆိုရင်တော့1389ခုနရောလာဇန်14ရက်ဗုဒ္ဓဦးနေ့အတွက်ဖြစ်ပါတယ်နော်ဗုဒ္ဓဦးနေ့ကိုကျွန်တော်တို့တွက်ဆက်ကြည့်တဲ့အခါကျတော့ ကောဇာဇန်နှလုံးရတယ်ဗရဏီနက္ခတ်နဲ့ဆန်းရှင်တာပေါ့နော်အထွတ်နက္ခတ်လည်းဖြစ်တယ်ကာဏယုတ်ကြပြီးတော့ရိတ်တာတိတိဖြစ်ပါတယ်လဝဲဒရကြီးစိုးသော နေ့ရက်ဖြစ်ပြီးတော့ဒါဖလိတကာလဖြစ်ပါတယ်ဒါမလို့ဒီနေ့3ရက်12လ2025ခုဗုဒ္ဓဦးနေ့မှာတို့တို့နည်းနည်းရမှရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမအကြောင်းချင်းကိစ္စရှိတယ် ို့မှာအခက်အခဲလေးတွေရှိတယ်ပြေလည်ခြင်းတဲ့ကိစ္စလေးတွေရှိတယ်ဆိုရင်လွယ်လွယ်ကူကူပြုလုပ်လို့ရအောင်ကျွန်တော်ရေရရာလေးတွေတည်တည်ကြာကြာတွက်ချက်ပြီးတော့နေ့စဉ်မားမလတ်တဲ့ကြားတွေဟာတင်ပေးခြင်း ဖြစ်ပါတယ်။ဒါအောင်စောစောတင်ပေးမယ်ဆိုပြီးတော့မတင်ပြဘူးเนาะအဲ့တော့ကျွန်တော်ဒီရေရရာလေးတွေအားကြတော့မြေသိနေသားသမီးမဆိုပြုလို့ရတယ်မြေသိအကြောင်းကိစ္စမဆိုလုပ်လို့ရကိုမအကြောင်းကိစ္စနှစ်ခုရှိရင်ရေရရာနှစ်ခုလို့ရသုံးခုရှိရင် သုံးကလုပ်လို့ရ အဲ့တော့ကို့မှာအိမ်လဲရောင်းထွက်ခြင်းနဲ့အကျွေးကိစ္စလည်းဒီနေ့စကားပြောစရာရှိတယ်ဆိုရင်အဲ့နှစ်ခုသလုံးလုပ်လို့ရတယ်အဲ့တော့အားလုံးအတွက်အဆင်ပြေကြလိမ့်မယ်အားလုံးအတွက်လိုအပ်ချက်ကလေးဖြည့်ဆွတ်ပေးနိုင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ပထမဆုံးကတော့တင်းငွေနေနံနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းနဲ့ဆိုရင်ပေါ့တင်းငွေနေနံကိစ္စဆိုတာအိမ်ရောင်းထွက်ခြင်းနာတို့နော်မိဘအကြီးအကဲတွေနဲ့အဆင်ပြေခြင်းနာတို့အလုပ်ရခြင်းနာတို့အလုပ်ကိစ္စအောင်မြင်ခြင်းနာတို့ အလုံးမှာအတိုက်အခိုက်ကင်းကျင်တာလို့အဲ့ဒီနောက်အိမ်ရောင်းချမ်းအိမ်ရောင်းစတဲ့အိုးအိမ်ဟိုးအုပ်အိမ်စတဲ့တနေ့ကနေပတ်သက်တဲ့ကိစ္စတွေပေါ့နော်ရောင်းထွက်ကျင်တာနောက်အိမ်ပွဲစားကိစ္စတွေအဆင်ပြေကျင်တာအဲ့လိုမျိုးဆိုရင်တနေ့ကနေပတ်သက်တဲ့ကိစ္စတွေအဆင်ပြေကျင်နေဆိုရင်အုံညွန့်ဟာငါးညွန့်ရွှေဖျောင်းနိုင်ဟာငါးတိုင်းမွေးနံတောင်မှာထွန်းပြီးတော့တိုင်တယ်ဆူတောင်းပါနော်မွေးနံတောင်လို့ပြောတဲ့အခါမှာ ်အိမ်ဖျားမှာလှူလို့ရလားလို့မမေးနဲ့တော့မရအောင်သူအပြစ်မှာလောက်ရမယ်ရေရာမှုလို့မွေးနံတောင်မှာသွားပြီးတော့လောက်ရတာပါ အချိန်အပြည့်တော့6နာရီခွဲ9နာရီခွဲအတွင်း6နာရီခွဲနဲ့9နာရီခွဲအတွင်းဆိုကောင်းပါလေဒါပေမဲ့အဲ့အချိန်မမီဘူးကြံတဲ့အချိန်လုံနိုင်တယ်ဆိုရင်လည်းအကျိုးဖြစ်ထွန်းပါလေနော်နောက်တင်းလာနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကျွန်တော်ကားအယောင်းဝင်နဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်အကျွေးတောင်းနဲ့အကျွေးရတဲ့ကိစ္စတွေရှိတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ် ။နောက်ကုမ္ပဏီလုပ်ငန်းတွေအောင်မြင်စေဖို့ကိစ္စစတဲ့တနင်္လာနေ့နဲ့ပတ်သက်တဲ့ကိစ္စအလှူမင်္ဂလာကိစ္စတွေအောင်မြင်နေတယ်ဆိုရင်တဲ့ကိုယ့်အိမ်မှာရှာလိုက်ပါနော်။ကျွေးပကံအပဲ့တစ်ချက်ကျွေးပကံနည်းနည်းပဲ့နေတာလို့နည်းနည်းအဲ့နေတာလို့မပဲ့ဘူးမဲ့ဥဆိုရင်လည်းအဟောင်းပေါ့။အဲ့ဒီအဟောင်းတစ်ချက်ကိုအမိုက်ပုံထဲမှာတွားပြီးတော့ငါတန်နေခံအဲအဲ့လိုပြောပြီးတော့စွန့်ပြစ်လိုက်။အဲ့ဒါဆိုရင်တနင်္လာနေ့နဲ့ပတ်သက်တဲ့အညာအခိုက်တွေပြေပြောက်သွားမယ်။ အောင်မြင်သွားမှာဖြစ်ပါတယ်အချိန်ကတော့6နာရီခွဲနဲ့9နာရီခွဲအတွင်းဆိုရင်ကောင်းတယ်အဲတခြားအချိန်တွေမှာလည်းပြုတ်လို့လို့ရပါတယ်နောက်တစ်ခုကကျွန်တော်အင်္ဂါနံကိစ္စအင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စကတော့ဆက်ရောင်းဝယ်ကိစ္စတွေစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ့်ရဲ့လက်အောက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပုံမှန်တော့ကရောက်နေတယ်အဆင်မပြေဖြစ်နေတယ်ဆိုရင်တဲ့အပြာရောင်စာရွက်မှာကိုဖြစ်အပြာရောင်စာရွက်လေးတိရွက်မှာပေါ့နော်ကိုဖြစ်ချင်တာလေးတွေကိုဆူတောင်းစာလေးရေး ရေးပြီးတော့အိမ်အပြင်ဘက်ခြံစည်းရိုးရဲ့အပြင်ဘက်မှာမီးရှို့ပြီးတော့ပြာချပြီးတော့ဆူတောင်းလိုက်ဒါဆိုရင်တော့ကျွန်တော်အင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စတွေချော့ချော့မော့မော့အဆင်ပြေသွားပါလိမ့်မယ်အချိန်ကတော့6နာရီခွဲကနေ9နာရီခွဲအတွင်းဖြစ်ပါတယ်တခြားအချိန်တွေလုံမှန်ဆိုရင်လည်းအဆင်ပြေပါတယ်နော်နောက်ဗုဒ္ဓဟူးနံကိစ္စတဲ့ဗုဒ္ဓဟူးနံဆိုတော့လူမှုရေးကိစ္စတွေရှိမယ်ရွှေဆိုင်အယောင်းဝယ်ကိစ္စတွေအောင်မြင်နေတာပဲဖြစ်ဖြစ်ရွှေလုပ်ငန်းတို့လူစုလူဝေးမှာစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ ။နောက်သားသမီးနဲ့ပတ်သက်ပြီးတော့ပူပန်သောကကိစ္စတွေပြည်လဲခြင်းနဲ့ဆိုရင်တဲ့အုံတို့ခေါက်ဆွဲကိုလှူဒန်းပြီးတော့ဆူတောင်းလှူဒန်းဆိုတော့ဘယ်သူ့ကိုလှူရမလဲဆိုရင်ဖယားကတ်လို့ရတယ်၊ရဟန်းတန်ဃာတွေကိုကတ်လို့ရတယ်၊တခြားဆင်းရဲနွမ်းပါတဲ့လူတွေကို ပေးလှူလို့ရပါတယ်။အချိန်ကတော့ခေါင်းကပြောသလိုပဲ6နာရီခွဲကနေ9နာရီခွဲအတွင်းရပါတယ်။ဒါလို့အဆင်မပြေဘူးဆိုရင်လည်းတခြားအချိန်တွေလုပ်ရင်လည်းအကျိုးရှိပါတယ်နော်။နောက်ကြာသပတေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင် ငြိမ်အယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေရှိမယ်เนาะနောက်တစ်ခုကပညာနဲ့ပတ်သက်တဲ့ကိစ္စမသင်တန်းတက်ဖို့အနှင်းနှောင်းနေနေတာတွေကြံ့ကြံ့နေတာတွေစောင်းမွဲဖြစ်ဖို့ကိစ္စတွေပညာဆရာအလုပ်နောက်ကြာသာပတိနဲ့အယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်စမုစာ၅ခုကိုမြတ်စွာဘုရားရဟန်းတန်ကစတဲ့လှူဒန်းဆူတောင်းမယ်ဆိုရင်ကြာသာပတိနဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်သွားစေမှာဖြစ်ပါတယ် နောက်တစ်ခါတောက်ကြံန်နဲ့ပတ်သက်တဲ့ကိစ္စပါနော်တောက်ကြံန်ဆိုရင်သွတ်တန်တဲ့အယောင်ဝယ်တွေပါတယ်နောက်ခရီးသွားလာခြင်းနဲ့ပတ်သက်ပြီးတော့ထင်းကော့ကြံ့ကြာနေတဲ့လူတွေနိုင်ငံခြားသွားဖို့ပြည်တွင်းပြည်ပခီးတွေသွားဖို့ထင်းကော့ကြံ့ကြာနေတဲ့လူတွေနောက်တစ်ခုကကျွန်တော်တို့ဇနီးမယားကိုအကြောင်းပြုပြီးတော့အခက်အခဲကြုံတွေ့နေရတဲ့လူတွေဆိုရင်လုပ်လို့ရပါတယ်အဲ့ဒါတော့ငွေပတ်စံတတ်နိုင်သလောက်ပန်းတကူလေးစွန့်ပြီးတော့ဆူတောင်းလိုက်ပါနော် ဖန်တကူဆိုတော့လူမသိသူမသိတနေရာမှာပြစ်ထားခဲ့ပေါ့စင်ထိုက်တန်တဲ့လူတွေရပါစေဆိုပြီးတော့ဆိုတောင်းပြီးတော့ငွေကိုဖန်တကူတက်နိုင်တဲ့တော့စွန်ကျဲလိုက်ပါအဲ့ဒီတောက်ကြံတဲ့ကိစ္စတွေပြေလည်နိုင်ပါတယ်။နောက်စနေနံနဲ့ပတ်သက်တဲ့ကိစ္စအကြတော့စနေနံကိစ္စဆိုရင်ဝန်ထမ်းအလုပ်တွေရှိတယ်ယာတုတို့ကိစ္စတွေရှိတယ်လသာတို့ကိစ္စတွေရှိတယ်နောက်အမှုခင်းကြုံတွေ့နေရတဲ့လူတွေရှိတယ်နောက်စနေနံထီထားစသဖြင့်အယောင်းဝယ်ကောင်းနေတဲ့လူတွေရှိတယ်သူတို့ ဘာရရလောက်ရမလဲဆိုရင်တဲ့ခဲတံကိုးចောင်းကိုလှူရမှာခဲတံကိုးចောင်းကိုစာသင်သားတန်ခါတွေလှူတာတို့ចောင်းသားလေးတွေကိုလက်ဆောင်အပြည့်လှူတန်းတာတို့ခဲတံကိုးចောင်းအဲ့ဒါကိုလှူလိုက်လှူလိုက်လို့ချင်းစနေနံနဲ့ပတ်သက်တဲ့ကိစ္စထင်းကောကြံ့ကြာနေတဲ့ကိစ္စတွေအလုံးတိတိသာသာပြည့်လဲသွားနေမှာဖြစ်ပါတယ်ဒါခொနည်းရသားသမီးများအတွက်ကျွန်တော်ယူရောမင်္ဂလာချမ်းနေပြီးတော့နေ့စဉ်အခါတော်ဘေးရရဟောသရံလေးဒါမှတ်မှတ်ရရတင်ပေးခြင်းဖြစ်ပါတယ် တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့အယူရောမင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရလွယ်ပြီးကျန်တဲ့နေရာဒီမှာပေးရမစီဖွင့်ပါတယ်အခမဲ့မြေသူမစိုးလာပြီးတော့ရေရရာတွေပြုတ်လုံနိုင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့မနက်ပြန်ဗုဒ္ဓဦးနေပေါ့နော်အဲဒီနေ့ဒီနေ့ဗုဒ္ဓဦးနေဒီ၃ရက်ဗုဒ္ဓဦးနေမှာကျွန်တော်တို့အယူရောမင်္ဂလာချမ်းကဆရာတဦးဖြစ်တဲ့ဆရာထူအောင်ဝေနော်ဆရာထူအောင်ဝေကကြိုက်ကစံဘုရားရဲ့မြောက်ဖက်မုံမှာဘေရင်ဟောကံဖွင့်มาဖြစ်ပါတယ် အဲ့ဒီဘေရင်ဟောကန်းဖွင့်ပွဲကိုကျွန်တော်ကလီယိုမင်္ဂလာအချံအဖွဲ့သားတွေအားလုံးသွားပြီးတော့ဖွင့်ပေးမှာပါအဲ့တော့မနေ့ပြန်မနေ့မှာအဲ9နာရီ9နာရီပေါ့နော်အဲ့ဒီပတ်ဝန်းကျင်မှာကျွန်တော်တို့ဟိုရာမှာကြိုက်ကစံဖရားရဲ့မြောက်ဖက်မုံမှာရှိပါတယ်အဲ့ဒီထုံးစံတိုင်းပေါ့ကျွန်တော်တို့ဈေးခေါ်လက်ပွင့်ညနေပွင့်ပီယာဆေးတော်ကြီးလက်ဆောင်ပေးမယ်ဝေပေးဦးမှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဟောကန်းဖွင့်ပွဲတုန်းကဆိုရင် ်ဆေးတော်ကြီးပလင်300ထည့်သွားတာမလောက်ဘူးအဲ့တော့မနေ့ပြန်မှာတော့လိုလိုပေါ်ပေါ်ဆေးတော်ကြီးပလင်900လောက်ထည့်ခဲ့ပါမယ်အဲ့တော့ဈေးကောလက်ပွင့်မျက်နှာပွင့်ပီရဆေးတော်ကြီးအလိုရှိတဲ့လူတွေမနေ့ပြန်ကျွန်တော်ကြိုက်ကစံဖရာမြောက်ဖက်မုံမှာလာယူပါ9နှစ်နာရီ10နာရီ9နာရီအဲ့ရတော်တင်မှာကျွန်တော်ရောက်ပါမယ်ဝေပေးပါမယ်နော်အဲ့တော့ဆေးတော်ကြီးကတော့ဘာသုံးလို့ရတယ်ဆိုအလုသွားချောင်မယ်ဆိုရင်နဖူးဆန်သားလေးတွေတို့သွားတာ င်တာဗျူးသွားပြေတာအကျွေးသွားတောင်းမယ်ဆိုရင်အဲ့ဒါလေးတို့သွားလို့ရတယ်ကိုယ့်ရဲ့ဈေးဆိုင်ကိုလူစည်းကောင်းအောင်လူဝင်အောင်လုပ်လို့ရတယ်ရရတော့အသုံးဝင်တာတွေအများကြီးပါပဲเนาะစမ်းပွင့်သေးတယ်မျက်နှာပွင့်သေးတယ်စကားပြောအောင်မြင်သေးတယ်တော်တော်မုန်းလာပြနေရဖို့တယ်ဈေးခေါ်လက်ပွင့်မျက်နှာပွင့်ဈေးတော်ကြီးဟိုကျွန်တော်မနေ့ပြင်ကြရင်လက်ဆောင်ပေးပါမယ်တိုက်ကစံဖရားရဲ့မြောက်ဖက်မုန်းမှာမနေ့ခွန်၈၉အချိန်လောက်လာပြီးတော့ယူနိုင်ပါတယ်ကိုကျမ်းမှာစိတ်ကျမ်းသာလိုရာဆန္ဒပြည့်ကြပါစေเนาะ